ဝိသညွေအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့လည်းကပြောကြားခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ဝိသညွေအစိုးရပြောင်းစုဝင်ကြုံပြောရေးဆိုဝင်ရှိသူမေဖုံးလက်ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဝိသညွေအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုကဲမှု Chain of Command အောက်ကနေတရင်ချို့နှုတ်ထွက်ကြတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်။ဝိသညွေအစိုးရကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့အကြံဖတ်ဆေးအုပ်စုရဲ့မတရားအုပ်စိုးမှုလောက်ကနေနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ရည်ရချက်တူညီတဲ့ဒေါ်လာရင်အင်အားစုတွေအားလုံးနဲ့ပူးပေါင်းပြီးမဟာဗျူဟာမြောက်စီးရေးပေါ်ဆောင်မှုတွေကိုဆောင်ရွက်နိုင်မှုစဉ်ဆက်မပြတ်အကျိုးစားအားထုတ်လျက်ရှိပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်လိုအပ်ချက်အရတက်ပြောင်းတက်ရွှေ့ပြုလုပ်ရတာတွေရှိသလိုစီးရေးပေါ်ဆောင်မှုအခြေအနေကိုလိုက်ပြီးလက်နက်တပ်ဆင်မှုတွေကိုလည်းဆောင်ရွက်ရပါတယ်။ဒီလိုအခြေအနေမျိုးပေါ်လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိလို့ဖြစ်စေအခြားသောအကြောင်းမျိုးမျိုးကြောင့်ဖြစ်စေမြန်မာညွေရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ chain of command အောက်ကနေနှုတ်ထွက်သွားကြတဲ့တရင်ချုပ်ရှိနေပါတယ်ဒီလိုပဲမြို့သားညူရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုတ်ကဲမှု chain of command အောက်မှာစစ်တီတော်ကျင့်ဝတ် code of conduct တွေနဲ့အညီတာဝန်ကျေပြွန်သောထမ်းဆောင်လျက်ရှိတဲ့တရင်များစွာရှိနေသလိုကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုတ်ကဲမှုအောက်ကိုဝင်ရောက်လိုတဲ့အတွက်တရင်လျှောက်ထားမှုတွေလည်းများစွာရှိနေတယ်ဆိုတာကိုအသိပေးပြောကြားလိုပါတယ်နိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ဂျမ်ဖတ်စစ်တပ်ဟာဂျော်နဲလာနေတဲ့လူဝင်အားကိုဖြည့်ဆည်းနိုင်မှုအတွက်အထမစစ်သားစုဆောင်းခြင်းတွေကိုတရားလက်လို့လောက်ကန်ဆောင်ရွက်လျက်ရှိတာတွေ့ရပါတယ်။တွေ့ရှိချက်တွေအရတစ်နှစ်အတွင်းမှာပဲအပတ်စဉ်10ခုနီးပါးအထမစုဆောင်းခဲ့တဲ့အပြင်ပေါ်တာဆွဲတာအိန္ဒိယနိုင်ငံတွေကနေပြန်ပို့လာသူတွေကိုအထမစစ်မှုထမ်းစေတာအမျိုးသမီးတွေကိုပါအထမစစ်သားစုဆောင်းမှုစတင်လာတာအချင်းအောင်တွေကလူငယ်တွေကိုအထမစစ်သားစုဆောင်းတာ လူငယ်တွေရဲ့နိုင်ငံတကာထွက်ခွာမှုကိုပိတ်ပင်တာနိုင်ငံတကာရောက်ရှိနေသူတွေကိုလည်းလက်ပါစီတန်ယုံတွေကတဆင့်အကြက်ခံပြီးတော့တိုင်းပြည်အတွင်းပြန်လည်ဝင်ရောက်ပြီးတော့အရမဆစ်မှုထမ်းစေဖို့ကြိုးပမ်းတာစတဲ့လုပ်ရက်တွေကိုလည်းလောက်ကန်ဆောင်ရွက်နေတာတွေ့ရပါတယ်အကြံဘတ်ဆေးအုပ်စုဟာအရမစစ်သားစုဆောင်ထားသူတွေကိုလက်အနေငယ်ကစစ်တင်တန်းတက်စီပြီးတော့ချက်ချင်းဆိုလိုပဲရှေ့တန်းစစ်မျက်နှာတွေကိုဆေလုတ်ကလူသားတိုင်းတစ်ဖွဲ့အုံပြုနေတာကိုလည်းတွေ့ရပါတယ် ဒီကိစ္စဟာနိုင်ငံနဲ့ချီပြီးကျူးလွန်နေတဲ့အတ္တမလုတ်စေခိုင်းမှု force labor ဖြစ်ပြီးတော့အဆိုပါဆုံးလူခွင့်ချိုးဖောက်မှုတွေလည်းဖြစ်တာကြောင့်နိုင်ငံတကာလူခွင့်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အလုံသမားရေးရာအဖွဲ့အစည်းတွေအနေနဲ့လက်ပိုက်ကြည့်မနေဘဲနဲ့ထိရောက်တဲ့ရည်ရွယ်မှုတွေစောင့်ရွက်ကြဖို့ပြုလုပ်ကြဖို့မေတ္တာရက်ခံတိုက်တွန်းလိုပါတယ်။အိန္ဒိယနိုင်ငံတွေအနေနဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ဖန်စီထိန်းသိမ်းခံရတဲ့မြန်မာနိုင်ငံသားတွေကို အကျမ်းပတ်စေုပ်စုလက်ထဲကို ပြန်လဲအနှံ့ခြင်းဟာတင်ရင်းထဲကိုပြန်ပို့တာနဲ့အတူတူပဲဖြစ်တာကြောင့်မိမိတို့နိုင်ငံလိုက်ထုတ်ပြန်ထားကြတဲ့မိခင်နိုင်ငံတို့ပြန်ပို့ခံရချိန်မှာအသက်အန္တရာယ်ကြာရောက်နိုင်တယ်ပြန်ပို့ခြင်းကိုတားမြစ်သည့်ဥပဒေညွှန်ကြားချက်တွေနဲ့လူသားချင်းစာနာထောက်ထားမှုကိုလေးထားသောအပြင်ကူညီဆောင်ရှောက်ပေးကြဖို့အထူးမြတ်တာရက်ခံလိုပါပဲဒါ့အပြင်နိုင်ငံရဲ့ချောင်းကိုရောက်ရှိနေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တက်ဆိုင်ရာနိုင်ငံတွေရဲ့ထုတ်ပြန်ထားတဲ့ဥပဒေတွေကိုလေးစားလိုက်နာကြဖို့တက်ဆိုင်ရာနိုင်ငံလိုက်လူ့အဖွဲ့အစည်းတွေရဲ့ယဉ်ကျေးမှုတွေစံနှုန်းတွေကိုလေးစားလိုက်နာပြီးသားသာသာဖြစ်အောင်နေထိုင်ကြဖို့အထူးတိုက်တွန်းပြောကြားလိုပါတယ်။မြန်မာညိုရေးဆိုရအနေနဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့အာမစစ်သားစုဆောင်မှုတံကိုခံနေရတဲ့လူငယ်တို့ကိုတက်ဆိုင်ရာဝန်ကြီးဌာနတွေလိုက် တက်ဆွမ်းသမျှကူညီဆောင်ရွက်လျက်ရှိသလိုအာမစစ်သားစုဆောင်ခံရပြီးနောက်မှာတနည်းနည်းနဲ့တော်လန်ရေးအင်အားစုတွေနဲ့ပူးပေါင်းလာတာ ပြည်သူရင်ွယ်ခိုးလုံလာတာတွေကိုလည်းကြိုးစိုးလက်ခံပြီးတော့ကြီးစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။မြို့ကညိုရေးဆိုရအနေနဲ့မိမိတို့စတင်တာဝန်ယူတဲ့အချိန်ကာလမှာရှိနေတဲ့နယ်နိမိတ်ပန်းခြားတတ်မှတ်မှုကိုလက်ခံပြီးတာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။မြန်မာနိုင်ငံရဲ့နယ်နိမိတ်ပန်းခြားတတ်မှတ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်ုပ်တို့ဒီပြည်နယ်ဖက်ဒရယ်ယူနစ်များတတ်မှတ်ဖွဲ့စည်းရေးနဲ့နယ်နိမိတ်ပန်းခြားတတ်မှတ်ရေးကိစ္စရများကိုအတွင်ကူးပြောင်းရေးကာလရောက်ရှိသည့်အခါ ပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍မြေသည့်ခွဲခြားဆက်ဆံခြင်းမှမရှိသေးဘဲအ धिक သက်ဆိုင်သူအလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများတွင်ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်သွားပြီးဒေါ်လာ၏အင်အားစုများချင်းချင်းကြားဖြစ်ပွားသည့်မြေသည့်အငင်းပွားမှုများကိုမဆိုမိဖက်ပြိပခများအဖြစ်မှတ်ယူ၍ငြိမ်းချမ်းသောနိဒံများဖြင့်သာဖြေရှင်းဆောင်ရွက်သွားကြမည်လို့2025ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ဥပဒေထုတ်ပြန်ကြေညာချက်ထဲမှာအတိအလင်း ပေါ်ပြထားတာကိုလည်းချက်လောင်းပြောကြလိုပါတယ်။မြန်မာညိုရေးဆိုရအနေနဲ့ Federal Democracy Brainian အစိတ်ပိုင်း၁အခန်း၃ပါအကောင့်ထဲပေါ်မိလုပ်ငန်းစဉ်သို့မဟုတ်နိုင်ငံရေးလမ်းပြမြေပုံအပိုက်၈အတွင်ကူပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းလုပ်ငန်းစဉ်ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ UJ တူရဲ့တော်လှန်ရေးအင်အားစုတွေနဲ့အတူ Federal အတွင်ကူပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ Article of Federal Transitional Arrangement AFTA after ကိုစုပေါင်းရေးဆွဲနေတဲ့အကြောင်းပြည်သူလူထုကိုအသိပေးပြောကြားလိုပါတယ်။မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူ့ຫນွေဦးဒေါ်လာရေးဟာဒေါ်လာရေးအင်အားစုတွေကြားညီညွတ်မှုအင်အားကိုတည်ဆောက်နိုင်မှသာအောင်မြင်မှုကိုအချိန်တိုအတွင်းရယူဖမ်းဆုပ်နိုင်မှာဖြစ်တယ်လို့ယုံကြည်တဲ့အတွက်စတင်ဖွဲ့စည်းတဲ့အချိန်ကာလကစလို့အခုအချိန်အထိဒေါ်လာရေးအင်အားစုတွေကြား တူညီရဲ့ဘုံသဘောထားတွေရရှိပြီးညီညွတ်မှုအင်အားတစ်ခုကိုဒုနဲ့ဒယ်နဲ့တည်ဆောက်နိုင်ဖို့စဉ်ဆက်မပြတ်ကြိုးစားခဲ့သလိုပဲ AFDA after ရေးဆွဲရေးလုပ်ငန်းစဉ်မှာလည်းထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။မြန်မာညွေးဆိုးအနေနဲ့ပြည်သူအာဏာကိုမတရားတဲ့အနေနဲ့လူယူကိုကြိုးစားနေတဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့လက်ထဲကနေပြည်သူလူထုထံအာဏာပြန်အပ်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စိုးမိုးထိန်းချုပ်နယ်မြေတွေမှာပြည်သူဝန်ဆောင်မှုပေး လုပ်ငန်းတွေတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလည်းကြပြိုင်နဲ့ထဲမှာဆောင်ရွက်လျက်ရှိပါတယ်။မြို့သားညူရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်တွေဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့2021ခုနှစ်ဧပြီလကနေ2025ခုနှစ် January လအထိစီရီယံဝန်ထမ်းတွေနေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေစစ်ဘေးရှောင်တွေထိခိုက်လွယ်ပြည်သူတွေတဘာဝဘေးရန်တွေအသင့်ပြည်သူတွေ ကြာဆုံးသူတို့ရဲ့မိသားစုဝင်တွေထိခိုက်ဒဏ်ရာရသူတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုကိုကြီးထောက်ပံ့ခြင်းနဲ့ဘုံခိုခြင်းဆောက်လုပ်ခြင်းယာယီတဲဆောက်လုပ်ခြင်းလုပ်ငန်းတွေအတွက်မြန်မာကျပ်ငွေဘီလီယံ20ကျပ်နီးပါးကို အသုံးပြုခဲ့ပါတယ်။တရားဥပဒေစိုးမိုးရေးကိစ္စနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့လုံခြုံအေးချမ်းမှုကိုထိပါသူတွေဥပဒေချိုးဖောက်သူတွေကိုကြောသားရင်သာမခွဲခြားဘဲ တရားဥပဒေနဲ့ညီစီရင်ဆောင်ရွက်နိုင်မှုကိုလည်းအခက်အခဲတွေများစွာကြားကနေပဲအစွမ်းကုန်ကြိုးစားအားထုတ်နေပါဗျ။အမှုကိစ္စတွေများစွာတဲကမှစကိုင်းတိုင်းကံလူမျိုးနယ်အတွင်းမှာလေကျန်းဖတ်မှုကျူးလွန်ကြောင်းဆက်ဆက်ခံထားရသူကံလူမျိုးနယ်နဲ့ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖတာဝန်ခံဦးမဲကောင်ခေါ်ဦးမြင့်စောဦးဟာဖေဖော်ဝါရီလ26ရက်နေ့မှာပဲဒဇယ်မျိုးနယ်ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ထံကိုရိုင်းလာရောက်ဖမ်းဆီးခံခဲ့ပြီးဖြစ်ပါတယ်။အခြားဆက်ဆက်ခံရသူတွေဖြစ်တဲ့ ဥယျာရင်နဲ့ဥအောင်စေရတို့ကိုလည်းထိမ့်သိမ်းထားပြီးဖြစ်ပါတယ်။ဒီသုံးဦးကိုချုပ်ရရမန်ယူပြီးအမှုကိုစတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ဥမဲကောင်ခေါ်ဥတင်းစော်ဦးဟာ2020ခုနှစ်အထွေထွေရွေးကောက်ပွဲမှာကမ်ဘလူးမြို့နယ်မဲဆန္ဒနယ်အမှတ်1ကနေပြီးတော့ကိုစားပြုပြီးတိုင်းဒေသကြီးတွတ်တော်ကိုယ်စားလှယ်ဖြစ်ရွေးကောက်တင်မြောက်ခံထားရတယ်သူဖြစ်တာကြောင့်ဒီမှုကိစ္စနဲ့ပတ်သက်ပြီးတော့တရားဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကိုပြည်တော်စုတွတ်တော်ကိုစားပြုကော်မတီနဲ့ စကိုင်းဖက်ဒရယ်ယူနစ်တွတ်တော်တို့ကိုလည်းအတိပေးအကြောင်းကြားထားပြီးဖြစ်ကပြောင်းလွတ်တော်ကိုစားပြုကော်မတီနဲ့စကိုင်းဖက်ဒရယ်ယူနစ်တွတ်တော်တို့ကလည်းဥပဒေနဲ့အညီဆောင်ရွက်မှုကိုကန့်ကွက်ရန်မရှိကြောင်းအကြောင်းပြန်ခဲ့ပြီးဖြစ်ပါတယ်။အိန္ဒိယနိုင်ငံတစ်ခုရဲ့မီဒီယာတစ်ခုက Facebook ခရိုင်ကံကြီးတော်ကြီးရွာလုကမေတော်တခင်မဖရားเจ้าမှာမန္တလေးကမ်းကျုပ်သာသနာကတတ်တော်44နှစ်ရှိတဲ့ဘုန်းတော်ကြီး Father Martin Donner တပ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးသတင်းရေးသားရမှာ ပြည်သူ့ကာကွယ်တပ်မတော် PDF ရဲ့ဓာတ်ပုံကိုအသုံးပြုထားတာတွေ့ရတာကြောင့်ဒီလိုအသုံးပြုမှုဟာဖိအမှန်နဲ့ကွဲလွဲနေပြီးတရင်ဖတ်ရှုသူတွေအနေနဲ့နားလည်မှုလွဲမတာတွေဖြစ်နိုင်ကြောင်းမြို့သားညွရေးဆိုရတရင်ယုံ press office အနေနဲ့ PDF ရဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်နဲ့တကွဖိအမှန်ချက်လက်တွေကိုပေးပို့ပြီးကန့်ကွက်ခဲ့ပါတယ်ဒီကံဝမှုကိုလက်ခံပြီးတော့သတင်းကိုပြန်လည် တိဖြတ်ပေးခဲ့တဲ့သတင်းဌာနကိုလည်းအထူးကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံဟာလက်ရှိအချိန်မှာထိလွယ်ရှလွယ်တဲ့ဒေါ်လာရေးကာလတစ်ခုကိုဖျက်ဆီးနေရတဲ့အခြေအနေဖြစ်တဲ့အပြင်အကြမ်းဖက်ဆဲအုပ်စုအနေနဲ့လည်းသတင်းတို့သတင်းမှားတွေကိုနီလန်ပေါင်းစုံနဲ့ရည်ရချက်ရှိရှိဖြန့်ချီပြီးဒေါ်လာရေးကိုပုံဖြတ်နေတဲ့လုပ်ရက်တွေငွေကြေးပမာဏများစွာအသုံးပြုပြီးဆောင်ရွက်လျက်ရှိတာကြောင့်သတင်းမီဒီယာတွေအနေနဲ့အထူးသတိပြုကြဖို့မေတ္တာရက်ခံလိုပါတယ်။မြို့သားညီအစ်ကိုအနေနဲ့ကတော့ထုတ်ပြန်ထားပြီးဖြစ်တဲ့ ။စာနေသေးလွတ်လပ်ခွင့်နဲ့သတင်းမီဒီယာဆိုင်ရာမြို့သားညွေရေးအစိုးရ၏သဘောထားရည်တည်ချက်ပါသဘောထားများအတိုင်းရည်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောကြားလိုတာကတော့ပြည်သူ့ຫນွေဦးတော်လှန်ရေးဟာ၄နှစ်ကျော်ကာလတလျှောက်လုံးမှာစိတ်ပိုင်းဖြတ်မှုခံခံမာမာနဲ့ဒီဇိုင်းမှာပါဝင်ခဲ့ကြတဲ့ပြည်သူလူထုတရက်လုံးရဲ့အားထုတ်မှုပေါင်းများစွာကိုပေါင်းစုထားခြင်းကြောင့်သာလက်ရှိရရှိနေတဲ့အောင်မြင်မှုတွေကိုရရှိနေတာဖြစ်ပါတယ် တနခါနဲ့တင်းနေတဲ့နောက်ဆုံးလက်ကျန်ငကတ်တရံကိုတော်လန်ရေးအတွက်ဖြုတ်ပေးခဲ့တဲ့အမေဦးကအစကိုချွင်းနေစာရဲ့တစိမ့်တစ်ပိုင်းကိုတော်လန်ရေးအတွက်လစဉ်ပုံမှန်ဖယ်ထားထည့်ဝင်နေတဲ့လက်လုံလက်စားလုံသမလေးအလေအသွေးအသားအသက်ဘဝကိုလက်အင်ကမိမိတို့ရဲ့ပေတာမြန်နိုးရာတွေကိုစွန့်လွတ်ပေးဆက်ထားကြသူတွေအစုံဒီလိုတူတူတယောက်ချင်းစီတိုင်းရဲ့အားထုတ်မှုတွေအားလုံးဟာမြန်မာနိုင်ငံရဲ့သမိုင်းသစ်ထဲကနေ ပယ်ထုတ်လို့မရတဲ့အခေယာတွေပဲဖြစ်ပါတယ်။လူသားညိုရေးဆိုးအနေနဲ့ပြည်သူစံနာကိုဥထိပ်ပန်းပြည်သူအားကိုအခြေခံပြီးပြည်သူလူထုရဲ့လူလားချက်ဖြစ်တဲ့ Federal Democracy ပန်းနိုင်ကိုရောက်တည်သည့်ပြည်သူလူထုအပေါ်တစ္ဆာရှိရှိနဲ့ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောကြရင်စီစဉ်ကိုဒီကုန်းချုပ်ပြသည်။ရေးတော်ပုံဘုတ်ချအောင်ရမည်။